ီနေ့မှာတော့ကျွန်တော် TikTok အသုံးပြုနေပေါ့နော်ဒီ Japan region TikTok account တွေကိုအသုံးပြီးတော့ဝင်ဝင်ဘယ်လိုရှားမလဲဆိုတဲ့ဥစ္စာလေးကျွန်တော်အဲတိုးတိုးနဲ့လိုရင်းလေးပြောပြပေးသွားမှာပေါ့နော်ဒီမှာနီလန်နှစ်ခုရှိတယ်တစ်ခုကကျွန်တော်တို့ပွင့်ယူတဲ့နီလန်ပေါ့နော်ဒါ VPN နဲ့ခံရတယ်ကျွန်တော်တို့ Japan VPN အနေနဲ့လောက်နောက်တစ်နေ့ကကျွန်တော်ဗီဒီယိုတင်ပြီးတော့ဝင်ဝင်ရှားတာဗီဒီယိုတင်ပြီးဝင်ဝင်ရှားမယ်ဆိုကျွန်တော်တို့ account က follower 10k ရှိရမယ်ယူမင်းနဲ့တသိန်းရှိရမယ်ပေါ့နော် follower 10k minute တစ်သိန်းရှိသွားပြီဆိုရင်ကျွန်တော်တို့အကောင့်မှာကျွန်တော်ဝင်ဝင်ရှာတဲ့ program ကို TikTok မှာကျွန်တော်တို့ join ရမယ် join ပြီးလို့ရှိရင်ကျွန်တော်တို့ ID တင်ရမယ်ပေါ့နော် ID ID နဲ့ဆင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ TikTok ပေါ်ကနေပြီးတော့10 minute အထပ် video တင်ပြီးဝင်ဝင်ရှာလို့ရပါပြီဒီဝင်ဝင်တွေကိုငွေတွေကျွန်တော်ဘယ်လိုထုတ်အောင်လဲမိထားတဲ့သူတွေအတွက်ကိုလည်းကျွန်တော်တခါတည်းပြောပြပေးသွားပါမယ်ဒီငွေတွေကိုကျွန်တော်မြန်မာနိုင်ငံရဲ့ဘဏ်တွေနဲ့ချိတ်ဆက်ပြီးထုတ်လို့မရပါဘူးကျွန်တော်တို့ကထိုင်းကဘဏ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဂျပန်က ဘာပဲဖြစ်အတိမိတ်ဆွေတွေရဲ့ဘန်လေးတွေနဲ့ကျွန်တော်တို့ကချိန်ပြီးတော့ထုတ်လို့ရပါတယ်မိမိမှာအတိမိတ်ဆွေမရှိဘူးဆိုလို့ရှိရင်လည်းဒီ online နဲ့ပတ်သက်တဲ့ TikTok နဲ့ပတ်သက်တာဖြစ်ဖြစ် Facebook YouTube နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကုန်လုံးကိုဒီစာပစ်ပေးနေတဲ့စာပစ်သမားယုံကြည်စိတ်ချရတဲ့စာပစ်သမားတွေရှိပါတယ်သူတို့ကိုကျွန်တော်တို့က percentage ပေးပြီးတော့ထုတ်လို့ရပါတယ်ပေါ့နော်အဲ့တော့ဒီ TikTok ပေါ်မှာဝင်ဝင်ရှာဖို့ဘယ်လိုရှာရမလဲဘယ်လိုသုံးရမလဲမိထားတဲ့သူတွေအတွက်ကိုကျွန်တော်အကြံဉာဏ်လေး ပြောပြပေးထားတာဖြစ်ပါတယ်မသိဒါရှိရင်သိကျင်တဲ့အကြောင်းအရာတွေရှင်ကျွန်တော်ပုံမှန်မှာမှတ်ထားပေးခဲ့လို့ရပါတ